င်္ဂလာပါခင်ဗျာမလာဒုတိယပတ်အတွက်သိစရာကြည့်စရာ RFA ဟရိုင်အောင်ရုပ်သံအစီအစဉ်ကိုစပြီးထုတ်လွှင့်နေပါပြီဒီတစ်ပတ်အစီအစဉ်မှာစစ်အုပ်ချုပ်ရေးခင်မှာရှေ့နေကနေသတင်းတောက်ဖြစ်လာသူတို့အကြောင်းကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ဒီအကြောင်းနဲ့တူအာနာရှင်စနစ်တိုက်ဖြတ်ရင်းမှာပါဝင်နေတဲ့အငြိမ်မင်းသမီးတအူးရဲ့အကြောင်းပညာရေးကိုပြောင်းလဲဖို့စူးစမ်းကျင်တဲ့လူငယ်တအူးအကြောင်းနဲ့ ဝမ်းရည်ကြောင့်ဇွဲမလျှော့နိုင်သေးတဲ့ရန်ကုန်မြို့ကအသက်69နှစ်အရွယ်ကုန်ထမ်းသမားတဦးရဲ့အကြောင်းစာရာတွေကိုကြည့်ရှုရမှာပါ။အဲဒီနောက်မှာတော့မြမပြည်ကိုဖြတ်ပြီးဗုဒ္ဓဂါယာကိုကြွချီမဲ့ BNN ဖုံးတော်ကြီးတပါအကြောင်းထိုင်းနိုင်ငံမှာမြန်မာတွေဘလို့ဘေးကင်းအောင်နေကြမလဲဆိုတဲ့အကြောင်းနဲ့မေယူမြန်မာရိုဟင်ဂျာတံငါတွေငါးဖန်းခွင့်ပို့ရလာပြီမဲ့ကြက်တဲနေကြတဲ့အကြောင်းတွေကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ခင်ဗျာ။ စ်တပ်အာဏာသိမ်းချိန်ကစလို့သတင်းတောက်200လောက်ဖမ်းဆီးခံရပြီးအဲ့ဒီထဲကသတင်းသမား43ဦးဟာဒီနေ့ထိအကျဉ်းချခံထားရပါတယ်။ယာနဲ့ချီတဲ့သတင်းသမားတွေလည်းပြည်ပကိုထွက်ပြေးရပါတယ်။ဒါပေမဲ့စစ်အာဏာမသိမ်းခင်ကရှင်းနေတဦးဖြစ်ခဲ့တဲ့ကိုကြည်နေဦးကသူ့ရဲ့ရှင်းနေအလုပ်ကိုရပ်ထားပြီးအန်နီအများတဲ့ Citizen Journalist လို့ခေါ်တဲ့လူမှုသတင်းသမားတဦးအဖြစ်နဲ့ရပ်တည်နေပါတယ်။ဒီအကြောင်း RFY တော်သားကိုနေရင်ကြော်တင်ပြပါမယ်ခင်ဗျာ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဘဝရည်တည်ရေးတွေပြောင်းသွားကြသလိုအသက်မွေးဝမ်းကြောင်းအလုပ်တွေပြောင်းသွားတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီထဲမှာ CJ လို့အတူကောက်ခေါ်တဲ့လူမှုသတင်းသမားကိုကြည်နွေဦးလည်းပါဝင်ပါတယ်။စစ်တပ်ကပြစ်လို့တည်ဆုံသွားတဲ့လူတွေပေါ့ကျွန်တော်မျက်ရှိတွေမြင်ရပေါ့နော်။ဒါတွေကြောင့်ကျွန်တော်ရေးတင်နေတဲ့ Citizen Channel လေးဖြစ်လာတာပေါ့နော်။အသက်30ကျော်ရဲ့ကိုကြည်နွေဦးဟာစစ်တပ်အာဏာသိမ်းရင်ကရှင်းနေတယောက်ပါ။အာဏာသိမ်းလိုက်တဲ့အတွက်အကြမ်းဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်လိုက်ပါတယ်။ အဲ့ဒီကနေတဆင့်ပြည်သူတွေရဲ့နေနာချက်တွေကိုပို့ပြီးဖော်ထုတ်ပေးနိုင်မယ်လို့ယုံကြည်တဲ့လူမှုသတင်းသမား CJ ဘဝကိုကြောင်းလိုက်ပါတော့တယ် CDN ဘဝအမျိုးပေါ့နော် Citizen Journal လေးဖြစ်လာတာကတော့စစ်ကောင်စီကဒီမြို့နယ်တွေတော်တော်များများမှာကျမ်းမဖတ်နည်းနဲ့ပြနေတဲ့ဆန္ဒပြပြည်သူတွေကိုသူတို့ကရဲရဲဆက်ဆက်တနက်တွေနဲ့ပြစ်မိုင်းတွေခွဲပြီးတော့တိုက်ခိုက်လာတယ်ပေါ့နော်ဒါ CDN လို့နေလည်းမပြီးဘူးဒါရီကတော့တနည်းနည်းနဲ့တော့နင့်နာတဲ့သူတွေကိုစားအတန်ထွက်ပေးရမယ်ဆိုတာဖြစ်လာတယ်ပေါ့နော် သူကပြည်သူတွေရဲ့လူခွင့်ရေးချိုးဖောက်ခံနေရတာတွေကိုအဓိကတင်ပြနေတယ်လို့ပြောပြပါတယ်။ဒါကလည်းဆက်အနာရှင်ကို တော်လန့်နေတာလို့ကိုကြည်နွေဦးကခံယူပါတယ်။စစ်ကြောရေးမှာတွေကတွေးမိတာငါဒီစစ်ကြောရေးမှာတည်ရင်တည်မတည်ဘဲနဲ့ငါပြန်လွတ်လာရင်စစ်အနာရှင်စနစ်ကိုဒီကောင်လေးရောကြားတဲ့နီးနဲ့တော်လန့်မယ်ဆိုကျွန်တော်ဆုံးဖြတ်ခဲ့။အာနာသိမ့်ပြီးကစားကဗျူဟာမှုတယောက်ဦးဆောင်တဲ့စစ်သားအယောက်20ကျော်ကသူ့အိမ်ကိုအဲ့စင်းအကြောင်းပြချက်နဲ့လာဖမ်းလို့မင်္ဂလာတော်ကရေကြီးအိုင်စစ်ကြောရေးစခန်းမှာ နှိမ့်ဆက်ညှဉ်းပန်းခံရပြီးအဲ့ဒီမှာရေပောင်း130ကျော်လောက်နေခဲ့ရပါတယ်။နှိမ့်ဆက်ခံခဲ့ရတဲ့တန်တွေကြောင့်အခုချိန်ထိဆေးလိမ်ဆေးတောက်နေရပါသေးတယ်။ဒါပေမဲ့လည်းသူယုံကြည်တဲ့တရင်အလုပ်ကိုဆက်လုပ်နေပါတယ်။လာကစားမဟုတ်တာကြောင့်ပို့နိုင်တဲ့တရင်အပုတ်ရေပေါ်မူတည်ပြီးဝင်ွေရတာဖြစ်လို့တချို့လာတယ်ဆိုရင်ရိုက်ကူးရေးခီးစိတ်တောင်ပြန်မရဘူးလို့ဆိုပါတယ်။တစ်ဖက်မှာလည်းလွတ်လပ်လပ်တင်ပြတဲ့တရင်တောက်တွေကိုစစ်ကောင်စီကမကြိုက်တဲ့အတွက်သူ့အတွက်မလုံခြုံလှပါဘူး။ ခုကာလမှာ CJ ရဲ့အခန်းကဏ္ဍဟာပြည်တွင်းမှာပို့ပြီးတော့လိုအပ်တယ်လို့ပြည်ပအခြေဆိုင်သတင်းဌာနကအမည်ဖော်လို့တဲ့အဲဒီတာတယောက်ကပြောပါတယ်သူတို့တွေကသူ့နာမှာဖြစ်နေတဲ့သူတို့ကြုံတွေ့နေရတဲ့အကြောင်းတွေကိုဒီသတင်းဌာနတွေစီနီလန်ပေါင်းစုံနဲ့သတင်းတွေပို့ပြီးတော့ဒါကိုအားလုံးသူတွေအောင်ပြန်ပြီးတော့ဖြန့်ချိလို့ရတယ်။ဒါကြောင့်တော်လှန်ရေးကာလမှာပေါ့တကယ်တာဝန်ယူမှုရှိတဲ့သတင်းဌာနတွေအမြဲရှင်သန်ရတည်နေဖို့အရေးကြီးတယ်လို့မျိုး CJ တွေရဲ့ကဏ္ဍကလည်းပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ် လက်ရှိအချိန်ထိသတင်းသမား43ယောက်အကျဉ်းကျခံရပါတယ်။ကိုကြည်နွေဦးကတော့ရတဲ့နည်းနဲ့ CJ သတင်းသမားအဖြစ်ဆက်လုပ်သွားမယ်လို့ပြောပါတယ်ခင်ဗျာ။ဟိုသတင်းသားဆရာကြီးဟန်တာဝရီဘဘဦးဝင်းတင်ပေါ့နော်။သူပြောတဲ့အတိုင်းဆိုရင်ဒီအာနာရှင်လက်အောက်မှာနေရင်ပေါ့နော်ဘယ်နေရာမဆိုကျွန်တော်တို့လွတ်လပ်တဲ့နေရာမရှိပါဘူး။ထောင်ချင်းချင်းလေးနေရတာနဲ့အပြင်မှာထောင်ကျကျင်နဲ့နေရတာပေါ့နော်ဒါပဲကွာတာပေါ့နော်အားလုံးကထောင်ကျနေရတဲ့အတူတူပဲကျွန်တော်တို့ဖမ်းမိသွားတယ်ဘယ်ဥတွေနဲ့ပန်ပန်ကျွန်တော်ဆက်လုံပါမယ် စစ်မှုထမ်းအသက်ထဲမှာပါနေတဲ့အတွက်စစ်မှုထမ်းမယ်ဆိုပြီးတော့ကျွန်တော်စင်းနဲ့လာခေါ်လို့ပေါ်တာဆွဲခံနေရဆိုတော့ကျွန်တော်ရတဲ့အနေနဲ့ကျွန်တော်စီတီဇင်ချန်နယ်လေးကျွန်တော်ဆက်လုပ်သွားမှာ RFA ဟိယန်တော်ရုပ်သံအစီအစဉ်ကိုကြည့်ရှုနေရတာပါအငိမ့်မင်းသမီးတယောက်အနေနဲ့နှစ်ပေါင်း20လောက်ဖြတ်သန်းလာပြီးတဲ့နောက်အာနာရှင်စနစ်တိုက်ဖြတ်ရေးမှာအမှုပညာအားနဲ့ဆက်လက်ပါဝင်နေသူတယောက်အကြောင်း RFA သတင်းတော့မဆန်းမအောင်တင်ပြပါမယ်ခင်ဗျာ ငယ်စဉ်ကတည်းကမြန်မာအကကိုယူသွက်ခဲ့သူတယောက်အနေနဲ့1998ခုနှစ်ကယဉ်ကျေးမှုဦးစီးဌာနကဖွင့်တဲ့ပန်ဒရာသင်္นานကျောင်းမှာအဆိုအကကို၃နှစ်ကြာတက်ရောက်ပြီးနောက်နိုင်ငံတော်ကပွဲသဘင်တွေမှာအကပညာနဲ့လက်လယ်ဖျော်ဖြေခဲ့တာကမင်းသမီးမောက်ဝဝနိုင်ပါဇမင်းသမီးအဖြစ်ပြဆက်တီးနဲ့အငိတ်သဘင်တွေမှာလိုက်ပါကပြရင်မြမဆက်သဘင် လောကမှာ၁၈နှစ်ကြာဖြတ်သန်းခဲ့ပါတယ်အာနာမသိခင်ကမောက်ဝဝနိုင်ဟာ 5 star အဖွဲ့ရဲ့ပင်တိုင်မင်းသမီးအဖြစ်ကပြဖြောပြနေခဲ့တာပါဒီမီယောင်အောက်မှာကနေရရင်ပေါ့အမတို့ပြောတဲ့ပြောတဲ့လူတွေမှပါတယ်ပေါ့နော်ဒီလုံငန်းကျရင်လက်ကိုချိုးကျင်နေတာလူကြားတဲ့သွားရင်တော့မှအာလက်နဲ့စီဝါမလိုက်ဖြစ်နေတော့ခြေတော်လေးနဲ့အဲ့လိုမျိုးလိုက်ဖြစ်တယ်ပေါ့နော်အမတို့ဒီအမှုပညာပေါ့တော်တော်ယူယူတုတ်တဲ့ထဲမှာပါတယ်ပေါ့ဟုတ်စေအာနာသိန်းကျိ2021ခုနှစ်မှာတော့သူချစ်တဲ့မင်းသမီးဘဝကိုရနာပြီး ဆန္နာပြပွဲတွေနဲ့တူတော်လိုင်းမှာပါဝင်လာခဲ့ပါတော့တယ်။အခုတော့သူယုံကြည်ရာလန်းကိုဆက်လက်ရှောက်လန်းနေရင်ဟာငါကောင်အဖွဲ့ရဲ့ပင်တိုင်းဆန်မင်းသမီးဖြစ်ကပြဖြောပြနေပါတယ်။တော်လိုင်းမှာပါဝင်နေတဲ့အမှုပညာမောင်နှမတွေနဲ့တူသူချစ်တဲ့ဇတ်တပင်ပညာကို ရောက်ရာနေရာမှာပညာတွေဖြန့်ဝေပေးနေတာပါ။ထိုင်းမြန်မာနယ်စပ်မှာနေထိုင်ပြီးစာဝင့်နေတဲ့အတွက်မြန်မာအစားအစာတွေရောင်းချနေရင်း မြမအကကိုတင်ကြားလိုသူတွေကိုလည်းပြန်လည်တင်ပေးနေပါဗျ။မြမရိုးရအကကိုအခုခေတ်မျိုးဆက်လူငယ်တွေတန်ဖိုးထားနိုင်ဖို့သူမျှော်လင့်နေတယ်လို့ဆိုပါတယ်။မြမဖြစ်နေတဲ့အတွက်မြမအကကိုတော့အာစိတ်ဝင်စားစေချင်တယ်ပေါ့နော်။အမအမတို့ကြတော့အာကလေးတွေကလေးတွေကိုအခြေခံစာလို့ကြပြလွတ်လေးတွေပဲဖြစ်ဖြစ်အတီလုံးအဟိုတချံကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးလေးတွေတော့ကစေချင်တယ်။ရိုးရအောင်ထိမ့်သိမ့်တာကတော့ကောင်းတဲ့ ကောင်းတဲ့လက္ခဏာပဲပေါ့နော်ဟုတ်ပြည်သူတွေကိုမိရောင်အောင်မှာကပြဖြောဖြေနေရတာကိုကသူ့အတွက်အားဖြစ်စီတယ်လို့ဆိုပါတယ်တော်လန်ရေးမှာပြည်သူတွေဆက်လက်ပါဝင်ပံ့ပိုးနေအောင်အမှုပညာအားနဲ့သူဝိုင်းဝန်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်မှားတဲ့ဘက်မှာပဲဆက်နေမလားမှားတဲ့ဘက်မှာရက်တည်မလားဘုဘက်မှာနေမယ်ဆိုရင်နေရတာချောင်းလေပွဲတွေကလို့ရတယ်အမပစံရတယ်အမအဲဆက်ပြီးနေမယ်ဆိုတော့ အာဝဟီးအတွက်မခက်ခဲဘူးဒီဘက်ကိုရောက်လာတဲ့အချိန်မှာခက်ခဲတယ်ဒါပေမဲ့အမပြောတယ်သူချွတ်တဲ့မြမအကနဲ့တော်လန်အမှုပညာဖျော်ဖြေပွဲတွေမှာတီးဆိုဖျော်ဖြေတာတွေဟာပရိသတ်ကိုအားရင်ဖြစ်စေမယ်လို့ယုံကြည်ထားပါတယ်တခါတလေကျစိတ်တကျသွားတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ငါလဲကြလို့မဖြစ်ဘူးငါလဲကြလို့မဖြစ်ဘူးငါပြန်ထရမယ်ငါပြန်ယုံရမယ်ငါလုံမယ်ဒီဒီတော်လန်ရေးကိုပြီးအောင်ကိုသက်ရှင်နေသူရွေးကိုသက်ရှင်နေသူရွေးပေါ့နော်ဒီ တော်လည်းရုပ်ဆက်လုပ်မယ်ဆိုတဲ့စိတ်မွေးပြီးတော့ပြန်ပြန်ထတယ်။ရွှေပြောင်းမြန်မာအလုပ်သားတွေပါဝင်တိုင်းနဘာမြေမှာအမိမြေကိုလွမ်းနေသူတွေအတွက်သူ့ရဲ့မြန်မာအကနဲ့ဖြောဖြေးမှုတွေကနေအိမ်လွမ်းစိတ်ကိုဖြေဖြောက်ပေးနိုင်မယ်လို့လည်းဆိုပါတယ်။အဝေးမြေမှာရက်တိရတဲ့သူ့အနေနဲ့ခက်ခဲမှုတွေရှိနေပေမဲ့သူ့ထက်ပုံမခက်ခဲတဲ့တောတောင်ထဲကဘဝတွေကိုကြည်ပြီးသူအားတင်းကနေနေပါတယ်။တခါတလေကျစိတ်တက်ကြသွားတဲ့အချိန်တွေရှိတယ်။ဒါပေမဲ့ ငါလဲကြလို့မဖြစ်ဘူးငါလဲကြလို့မဖြစ်ငါပြန်ထရမယ်ငါပြန်ယုံရမယ်ငါလုံမယ်ဒီဒီတော်လန်ရေးကိုပြီးအောင်ကိုသက်ရှင်နေသူရွေးကိုသက်ရှင်နေသူရွေးပေါ့နော်ဒီတော်လန်ရေးကိုဆက်လုပ်မယ်ဆိုတော့စိတ်မွေးပြီးတော့ပြန်ပြန်ထတယ်ပြည်သူတွေမျောလင်းတဲ့အောင်ပွဲရနိုင်မယ့်နေ့ကိုနီးကပ်လာပြီလို့ယုံကြည်ထားတယ်လို့ကပြဖြောဖြေးပွဲတွေပြန်လုပ်နိုင်မယ်လို့သူယုံကြည်ထားပါတယ်သူချစ်တဲ့မင်းသမီးဝစ်စုံလေးနဲ့သာသူနောက်ဆုံးထွက်သက်ခြင်းတိရှိနေခွင့်ရခြင်းနဲ့လို့ဆိုပါတယ် အရင်ရှိတဲ့လူတွေလည်းမာလာတယ်ပေါ့နော်တကယ်လို့များဒီဒေါ်လာရေးအတွင်းမှာသေသွားခဲ့ရင်ငါ့ရဲ့အကြိုက်ဆုံးမင်းသမီးဝတ်စုံကိုဝတ်ပေးပါလို့မာလာတယ်အမသေသွားတဲ့အချိန်ထိလည်းဒီရိုးရောင်ဝတ်စုံနဲ့သေမယ်မင်းသမီးဝတ်စုံနဲ့ကိုယ်ကြိုက်ဆုံးအနည်းဝတ်စုံနဲ့သေမယ်ပေါ့နော်အဲ့လိုမျိုးမာမာထားတယ်ပေါ့ဒေါ်လာရေးကိုလည်းပြီးအောင်တိုင်မယ်အာနာရှင်စနစ်ပပျောက်ရေးအတွက်မလျှော့တဲ့ယုံကြည်မှုတွေနဲ့တော်လေးမှာသူချစ်တဲ့မြမအကကိုဖျော်ဖြေရင်းပါဝင်နေပြီ မီးအောင်ဆုံးစက်ခုံပေါ်မှာခန်းခန်းနာနာပြန်လဲကပြရရမယ်အနာဂတ်နေ့ရက်တွေကိုမျှော်လင့်လို့နေပါတော့တယ်ရှင်2021စစ်တပ်အာဏာသိမ်းခဲ့မှုကြောင့်အနာဂတ်ပျောက်ဆုံးခဲ့ရတဲ့လူငယ်တယောက်ဟာ2025နှစ်ဦးမှာတော့အမေရိကန်ပြည်ထောင်စုဂျွန်ဟော်ကင်းတက္ကသိုလ်မှာတက်ရောက်ဖို့ပညာသင်ဆုရရှိခဲ့ပါတယ်။အဲ့ဒီတော်လန်ရေးကာလအတွင်းအဲ့ဒီလူငယ်ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေကိုမတ်ခတ်မှာကတင်ပြပါမယ်ခင်ဗျာ။ကိုဝီယန်အောင်ဟာ ကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ American ပြည်ထောင်စု John Hopkins တက္ကသိုလ်ကရွေးချယ်တဲ့ Science in Education Policy ဘွဲ့လွန်သင်တန်းတက်ရောက်ဖို့ပညာသင်စုကို2025ခုနှစ် February လထဲမှာရရှိခဲ့ပါတယ်။ American ပြည်ထောင်စုရဲ့ထိပ်တန်းတက္ကသိုလ်ကြီးကနေပြီးတော့ရရှိလာမဲ့ပညာရည်တွေအခြေဆက်တွေနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်တို့တက်ကြောင်းလဲဖို့အတွက်ကျွန်တော်အနေနဲ့တရောင်းတနေရာကနေကူညီပေးခြင်းနဲ့နိုင်ငံတကာအဆင့်မီပညာရေးစနစ်အောက်မှာ ညာလေ့လာသင်ယူနိုင်စေဖို့အတွက်ကျွန်တော်အများကြီးကိုကြိုးစားပေးချင်ပါတယ်ခင်ဗျာဒီပညာသင်စုကိုရရှိခဲ့တဲ့ကိုဝေရန်အောင်ဟာနိုင်ငံကုံဆောင် အလှမယ်တွေကိုနိုင်ငံတကာကိုဆေလွတ် ရှင်ပြိုင်စေခဲ့တဲ့ Miss Goranland မြန်မာကိုတီထောင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီအဖွဲ့အစည်းကိုတီထောင်သူလည်းဖြစ်တယ်လို့နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာဒိုင်းလူကြီးအဖြစ်ပါဝင်ရတာတွေကြောင့်ကိုဝေရန်အောင်ရဲ့ဘဝဟာ2021ခုနှစ် February လမတိုင်ခင်အထိ တောက်ပအောင်မြင်တဲ့ရွှေရောင်ရက်တွေဖြစ်ခဲ့ပါတယ်။အာနာရှင်စစ်အုပ်စုရဲ့မတရားအကြမ်းဖက်မှုတွေလွတ်ဆောင်နေတဲ့အချိန်မှာဒါတွေကိုလက်ယူရှုပြီးတော့မဆိုင်တလုံးနေဖို့ကျွန်တော်စိတ်ကမဖြစ်နိုင်ခဲ့ပါဘူး။တကူစားအစဉ်ပြေနေပြီးရော အာနာရှင်အလိုကျနေထိုင်ရမှာတက်စားလို့ရှိရင်မတရားမှုကိုစန့်ကျင်ပြီးတော့ယုံကြည်ချက်ခံယူချက်နဲ့မြမပြည်သူလူထုအတွက်တစိမ့်တစ်ပိုင်းလှုပ်ရှားနေဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ဒါကြောင့်ဒီတော်လန်ရေး လမ်းကမလွယ်ကူဘူးဆိုတာသိပေမဲ့စိတ်တန့်တန့်နဲ့ကျွန်တော်ရွေးချယ်ခဲ့တာပါခင်ဗျာ2021ခုနှစ်အာနာသိန်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးကိုဝေယံအောင်ဟာရာဇသက်ကြီးပုံမှ905ကကြီးနဲ့ဖန်ဝရန်ထုတ်ခံလိုက်ရပါတယ်အဲ့နောက်လူမျိုးပေါင်းစုံပါဝင်ပြီးတော့လူသားချင်းစာနာမှုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ Free Burma Rangers ရဲ့အကူအညီနဲ့ ထိုင်းမြန်မာနယ်စပ်ကိုရောက်ရှိလာပြီးအဲဒီကတဆင်အမေရိကန်ပြည်ထောင်စုကို2021ခုနှစ်ဒီဇင်ဘာလမှာဒုက္ခသည်အဖြစ်ရောက်ရှိလာပါတယ်။ကိုဝီယန်အောင်ကသူငယ်တန်းကနေ12တန်းအထိပညာသင်ကြားနိုင်တဲ့အွန်လိုင်းကျောင်းတစ်ကျောင်းကို2024ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ပညာရေးကကျွန်တော်တို့လူငယ်တွေမျိုးဆက်တည်ရဲ့အနာဂတ်ကိုဖန်တီးပေးနိုင်မှုအတွက်အရေးကြီးဆုံးအခန်းကဏ္ဍအနေပါဝင်နေပါတယ်။ဒါကြောင့်မလို့ ကလေးတွေအတွက် quality education ကိုပေးနိုင်မှုအတွက် new generation မြန်မာ online private school ကိုတည်ထောင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပညာသင်နှစ်တစ်နှစ်ကျော်အတွင်းမှာကျောင်းသူကျောင်းသားပေါင်း2000ကျော်ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်ဗျာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့ပြီးတဲ့နောက်ကိုရန်အောင်ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေစစ်ဘေးဒုက္ခတွေဖြစ်နေတဲ့မြန်မာပြည်သူတွေအတွက်ရမုံငွေရှာဖွေပွဲတွေကိုဆက်လက်ပူးပေါင်းပါဝင်ခဲ့ပါတယ် ရန်ကုန်မြို့ကအသက်69နှစ်အရွယ်စိတ်ကန်းလုံသားဦးဖုံးမြင့်ဟာအသက်အရွယ်ကြောင့်အရင်လိုအပြည့်အဝအလုံးမလုံးနိုင်တော့ပေမဲ့ကုံစည်းတုံးတွေတက်နေတာကြောင့်မိသားစုရက်တည်ရေးအတွက်ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။ဒီအကြောင်း RFA သတင်းတောက်မထက်ထက်အိန္ဒရာအောင်တင်ပြပါမယ်ခင်ဗျာ။အဲခါရင်လာတယ်ဒီလိုဒီဒီစီလုံးကြတာရင်လာတယ်။အဲဒီလိုချမ်းနေဦးတဲ့ခါကျတော့ဒီလိုဇစ်ဇစ်နေတာ။ ူစစ်တယ်လေအဲ့အဲ့လိုအဲ့လိုလဲဆိုအရန်နာအခါရနာမနေ့ကမထနိုင်ဒလားမြို့မှာနေထိုင်တဲ့အသက်69နှစ်အရွယ်ဥဖုံမြင့်ဟာရန်ကုန်မြို့စိတ်ကန်တခုမှာအခုလိုကုန်ထမ်းအလုပ်လုပ်နေတာနှစ်ပေါင်း40ကျော်ပါပြီခုတော့အရင်လိုမဖြစ်လာနိုင်တော့ပဲတရောက်ရှစ်ပေါင်လေးတဲ့ဆန်အိတ်ကိုတင်မောပေါ်ကနေကားပေါ်ရောက်တဲ့အထိတဖြည်းဖြည်းချင်းထိတန်နေရတာပါ သူ့အတွက်စံတိတ်ထမ်းရင်ငွေကျပ်200ရပါတယ်။သူနဲ့အတူစံထမ်းသူတွေကတနေ့ကိုစံအိတ်150လောက်အထိထမ်းနိုင်ကြပါမယ်။သူကတော့တနေ့ကိုစံအိတ်20ရောရဖို့တောင်းခက်ခဲပါတယ်။သူဟာစံအိတ်တွေကိုကားပေါ်မှာစီပေးရတာစံအိတ်တွေမပြောက်ရအောင်စောင့်ကြည့်ပေးရတာစသဖြင့်သူတနေ့တာလှုပ်အားကစွစုပေါင်းဟာကျပ်တသောင်းဝန်းကျင်ရှိပါတယ်။ဒါပေမဲ့ဒီဝင်ဝင်ကလက်ရှိကာလမှာ ူတို့မိသားစုဝဝလင်းလင်းစားတောက်ဖို့ခက်ခဲပါတယ်။ဒီနေ့ဆံဘလောက်တက်တယ်။ဟိုအချင်းချင်းကြည့်ထားတဲ့ပြည့်ရတယ်။အနည်းဆုံး9000ရမယ်ဆိုရင်အားဒီ9000ကဘယ်လိုဆံ။ကမာစီလို့ရမယ်။ကမာစီခိုင်းမလား။ဟောမစီခိုင်းဆိုရင်ခုမျိုးနဲ့သူပါလာလို့ပြောမစီအောင်ဆိုရင်ပတ်စံမရ။နောက်တစ်ခုဘာလို့ရမလဲ။ချိန်ရခိုင်းကိုလိုက်ထမ်း။တိုင်းအိမ်ပြန်လို့အရှိတော်တောင်းတော့ပေါင်းယူရတယ်။ဘူးတော့မင်းနေတယ်။ဘယ်နေတာလဲ။ဘယ်နေ냐။အခုမှတည်းရတာ။ ။ဒါရရလိုပဲ။အင်းမျိုးပတ်သက်မရှိဘူးမပေါ့ဆိုရင်စားပြမစားတော့ဘူး။ဥဖုံးမြင့်ဟာအရင်ကအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းကဆလာမှာဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ရာကနေလစာနယ်လိုအသက်30လောက်မှာကုန်ထမ်းလုပ်သားအဖြစ်ပြောင်းလဲရည်တည်ခဲ့တာပါသူ့မှာအသက်20ကနေ30အရွယ်တမီ3ယောက်ရှိပြီးအဲ့ဒီထဲက2ယောက်ကတော့အိမ်တော်ခွဲတွေပါ ဥဖုံးမြင့်ဟာကြံတဲ့အကြီးဆုံးသမီးမြီးဇနီးနဲ့အတူနေထိုင်နေတာပါသူတို့မိသားစုအတွက် တလအိမ်ငှားကချက်၄တောင်းအပြင်လျှက်စစ်မီဘူးတစ်နှစ်တစ်ထောင်ချက်မီးတွေဘူးနဲ့ရေဘူးတစ်နှစ်နှစ်ထောင်ဝန်းကျင် နေ့စဉ်ကုန်ကြပါတယ်ဥဖုံးမြင့်ရဲ့ဇနီးဖြစ်သူအသက်53နှစ်အရွယ်ဒေါ်တင်တင်လိုင်းဟာစီဂျူသွေးတိုးနဲ့လေးဘက်နာဝေဒနာတွေဖြစ်တာကြောင့်ဥဖုံးမြင့်ရဲ့ဝင်ငွေကိုပဲအားကိုးနေရသူပါ ပစံတတောင်းကတော့ညနေဆိုရင်မရှိတာတော့အမှန်ပဲတခါကျသူလာလို့တရားတော့မကြံတော့ဘူးပုံမှန်အဲ့လိုဒီတတောင်းဆိုတော့မလောက်ဘူးပဲမဲ့ဒီလိုချစ်ချုပ်ပြီးတော့ပေါ့ခုနပြောသလိုအနီတို့အများကြီးတော့မဝင်နိုင်ချက်တုံဆိုလဲဒီ300ဘို့ပေါ့ချုံမိုးလေး300တန်းလေးနဲ့ပဲဝဲပြီးတော့အဲ့လိုမျိုးပဲဒါစုစားရတာပေါ့ကွယ်အသက်39နှစ်အရွယ်ကိုအောင်မျိုးထွန်းကတော့ဥဖုံမြင့်ရဲ့လုပ်ဖို့ကိုင်ဘတ်တူပါဥဖုံးမြင့်ဟာအသက်ကြီးလာလို့တတ်တာတဲ့နေရာတွေမှာသာလုံနိုင်တော့တာကြောင့် ဝင်းဝေးလဲနေတာလို့ပြောပါတယ်ကျွန်တော်တို့လောက်တော့ပြောရမယ်သူပတ်သက်နေပါတော့မရဘူးပေါ့ကွယ်သူကတော့အတက်ကြီးပိုင်းဆိုတော့လည်းသူ့ကိုညာတဲ့အနေနဲ့အဲ့လိုလူကြီးကြီးခိုင်းမှုတွေရတယ်ပြီးတော့တက်တာတဲ့နေရာလေးပါလေးဒီမှာဟိုခိုင်းဒီခိုင်းပေါ့အဲ့အဲ့လိုမျိုးလေးတွေဟိုတိုင်ဟိုသွားပို့ဆန်နမူနာတို့လေးသွားပို့တာတို့ပါတို့အဲ့ဒါမျိုးလေးပေါ့အဲ့အဲ့ဒါမျိုးလေးတွေတော့တော့ဥဖုံးမြင့်ဟာအသက်ကြီးပေမဲ့စောင်းဝင်နေကြောင့်ဇွဲမလျှော့ပဲလောက်ကင်နေရတာလို့သူ့ရဲ့လောက်ဖို့ကင်ဘက်ဖြစ်တဲ့ အသက်48နှစ်အရွယ်ဦးစိုးနိုင်ဦးကပြောပါရယ်။ဒီမှာ၃နာရီရောက်ရင်ဒီတလန်းခွက်လောက်ကတော့ပေါ်နိုင်သေးတယ်။ဒါပါပြောလို့လည်းသူကဟိုးတုံးနေရတယ်ဒီလောက်လာတဲ့အခန့်ရှိတော့အလုပ်ကျန်းသမားခန္ဓာရည်ရှိတယ်ပေါ့ဗျာ။အဲဒီတော့စိတ်ကလည်းဆောင်းတာပေါ့။ဆောင်းဝင်ရေးပြေးလည်ပြီးအေးချမ်းပျော်ရွှင်တဲ့မိသားစုဘဝကိုတိဆောက်ချင်တာကြောင့်ဝင်းဝေးပို့ရတဲ့ကုန်တန်းနဲ့အလုပ်ကိုစတင်လုပ်ကင်ခဲ့တဲ့ဥဖုံးကြီးဟာသူ့ရဲ့ရည်ရွယ်ချက်တွေမပြည့်မချင်း ဒီအလုပ်ကိုဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါရဲ့ရှင်။အဲ့လိုအေးရန်နေပြီးတော့ခုံမသားလေးတွေဘွားလေးဒီရန်နေနေမိသားစုနေအများတီမဲနေဘွားကိုလိုချင်တာ။ဟာဘာလို့အမညာလို့အမဆိုစိတ်ကမရှိ။အဲ့ဒီပတ်စံရှာဖို့ပြီးအပါဒီဒီကုံတန်းလေးလို့လောက်တာ။ပတ်စံရှိမှမိသားစုကအကောင်းဆုံးနေလို့ရမှာလေ။ RFA ကဆက်လက်ထုတ်လွှင့်နေပါတယ်။ BNN နိုင်ငံကဖုန်းတော်ကြီးထင်မင်းတွေ့နေအဖွဲ့ဟာ မြန်မာပြည်ကိုဖြတ်ပြီးအိန္ဒိယနဲ့နီပေါ်နယ်စပ်ကဗုဒ္ဓဂါယကိုကြွချီဖို့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်မှာရောက်နေပါတယ်။မလ3ရက်နေ့ကတော့မဲဆောက်မြို့ကနေမြရီမြို့ကိုကြွဖို့ကြိုးစားခဲ့ပေမဲ့ထိုင်းမြန်မာချစ်ကြည်ရေးတရားကနေဖြတ်ခွင့်မရခဲ့ပါဘူး။ဒီအကြောင်း RFA ဝိုင်းတော်သားကိုနေရင်ကျော်တင်ပြပါမယ်ခင်ဗျာ။ဗီယက်နမ်ဖုံးတော်ကြီးထင်မင်းတွေ့ဦးဆောင်တဲ့တန်ကားတော်တွေဟာဗီယက်နမ်နိုင်ငံကနေလာအိုထိုင်းနဲ့မြန်မာပြည်ကိုဖြတ်ပြီး ိန္ဒိယနိုင်ငံဗိုရဂါယာထိခြေလျင်ကြွချင်နေပါတယ်။မတ်လ၄ရက်နေ့မှာတော့မြန်မာနိုင်ငံထဲကိုကြွဖို့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့ချစ်ကြည်ရေးတဌာနမှာအာဏာပိုင်တွေကခွင့်မပြုတော့တဲ့အတွက်ခရီးမဆက်နိုင်တော့ပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းတိုင်းကိုကြွချင်နေပါတယ်။ဖုန်းတော်ကြီးထင်မင်းတွေဟာဖန်တကူတင်ကန်သုံးစုံနဲ့ပဲရောင်ရဲနေထိုင်တယ်လို့ကျောင်းသင်ကမှမနေပဲတောတောင်ထဲမှာတရပင်ဝါရပင်အောက်မှာသတင်းသုံးပါတယ်။စုံးကိုလည်းတနက်ပဲဖုံပေးပြီးလမ်းလျှောက်တဲ့အခါဖဏတ်မရှိပါဘူး။ ဗီယက်နမ်အခြေခံဥပဒေမှာလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပေမဲ့သူ့ကိုဖုံးတော်ကြီးအဖြစ်အာဏာပိုင်တွေကအတိအမှတ်မပြုပါဘူးဖုံးတော်ကြီးထင်မင်းတွေဟာလွန်ခဲ့တဲ့6နှစ်လောက်ကတည်းကဗီယက်နမ်နိုင်ငံထဲမှာတမျိုးဝင်တမျိုးအတွက်ဒေသစာရေးကြွားချခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်မှာတော့လူတွေကသူ့ကိုတယ်လီဖုန်းတွေနဲ့မှတ်တမ်းတွေရိုက်ယူပြီး YouTube အပါအဝင် Internet လူမှုစာမျက်နှာတွေမှာဖြန့်ဝေခဲ့တဲ့အတွက်လူသိများထင်ရှားသွားပါတယ်သူ့ရဲ့ကြင်ကြံနေထိုင်မှုဟာဗီယက်နမ်အစိုးရအတိအမှတ်ပြုထားတဲ့ဖုံးတော်ကြီးတွေ ခရစ်ယာန်သင်းအုပ်ဆရာတွေနဲ့မတူကွဲပြားနေတယ်လို့အမြင်ဖော်လို့တဲ့ VNN သတင်းတောက်တယောက်က RFA VNN ဌာနကိုပြောပါတယ်အစိုးရအသိမှတ်ပြုဖုံးတော်ကြီးတွေသင်းအုပ်ဆရာတော်တွေကအလှူတွေကောက်ခံပြီးသူတို့ကိုကိုးကွယ်တဲ့သူတွေကိုတကိုးပြားဒိတ်တွေလောကုတ္တရာအတွေးခေါ်တွေကိုပဲအဓိကဟောပြောပြီးကြင်ကြံခိုင်းတယ်လို့အဲ့ဒီသတင်းတောက်ကပြောပါတယ်ဖုံးတော်ကြီးထင်မင်းတွေရဲ့အကြင်ကြံတွေကထင်သာမြင်သာရှိပြီးအစိုးရအသိမှတ်ပြုထားတဲ့ဖုံးတော်ကြီးတွေနဲ့ကွဲပြားခြားနားနေလို့လူတွေကသူ့ကိုကြီးညိုကိုးကွယ်လာကြတာလို့ ိုငါလို့ဆိုတဲ့ဗီယက်နမ်ဖုံးတော်ကြီးတစ်ပါးက RFA ကိုပြောပါတယ်။ဒါကြောင့်အစိုးရအတိမတ်ပြူထားတဲ့ဗီယက်နမ်တန်ခါနာရီကအဖွဲ့ကဖုံးတော်ကြီးထင်မင်းတွေ့ဟာဗုဒ္ဓဘာသာဖုံးကြီးမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့တယ်လို့သူ့ကိုတတိထားဖို့မထောက်ခံကြဖို့နဲ့ထောက်ခံရင်လူ့အဖွဲ့စည်းမှာမတီမငြိမ်တွေဖြစ်မယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကိုညွှန်ကြားခဲ့ပါတယ်။အဲ့ဒီနောက်2024ခုနှစ်ဇွန်လမှာသူသတင်းသုံးနေတဲ့နေရာကိုညတကောင်အချိန်အာနာပိုင်တွေဝင်စီးနေပြီသူနဲ့သူ့တပည့်တော်ကတွေကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ် 2024နိုဝင်ဘာလမှာတော့ဖုန်းတော်ကြီးထင်မင်းတွေ့ဟာအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာအထိကြွချီမယ်လို့မိန့်ကြားခဲ့ပါတယ်။ဘဝမှာဘလို့ကျင့်ကြံနေထိုင်ရမယ်ဆိုတာလမ်းပြသွန်သင်ခဲ့တဲ့ဗုဒ္ဓကိုကြည်ညိုပူဇော်ခြင်းနဲ့ဗုဒ္ဓကိုကျေးဇူးဆက်တဲ့အနေနဲ့ဗုဒ္ဓဂါယာအထိရောက်အောင်သွားမယ်။ကမ္ဘာပေါ်ကလူတွေလည်းဗုဒ္ဓရဲ့သွန်သင်ချက်တွေကိုသတိထားမိပြီးလိုက်နာကျင့်သုံးရင်ငြိမ်းချမ်းပျော်ရွှင်လာမယ်လို့မျှော်လင့်ပါတယ်လို့ဖုန်းတော်ကြီးထင်မင်းတွေ့က RFA BNN ဌာနကိုမိန့်ပါတယ်။ဒါကြောင့်ဖုန်းတော်ကြီးထင်မင်းတွေ့ဟာ ဗီယက်နမ်ကနေလာအောင်နိုင်ငံကိုဖျက်ပြီးထိုင်းနိုင်ငံတဲကိုရောက်နေပါပြီမြန်မာပြည်မှာပြည်တွင်းဆက်အကြီးအကျယ်ဖြစ်နေလို့အန္တရာယ်များတဲ့အတွက်အဲ့ဒီကနေမကြွချီဖို့ရွှေဝါရောင်တန်ကားလှုပ်ရှားမှုမှာထင်ရှားတဲ့ဆရာတော်ဦးအိတ်တရိယာကပန်ကြားပါတယ်မသွားဖို့လို့မြစ်တရက်ခန့်ကျင်တယ်ဘာလို့လို့ဆိုသိပ်ပြီးတော့အန္တရာယ်ကြီးလို့မှာလေဖျားသွုံးစုကလည်းဝင်ခွင့်မပေးပါဘူးတဲ့နောက်မဲဟောင်းဆောင်ဘက်ကသွားမယ်ဆိုလည်းပြည်နီဘက်ကဝင်မယ်ဆိုလို့ရှိရင်အမှန်တန်ဆက်ပါတယ်ဒါချီလေးကဆိုရင်လည်းဒီပြည်တွင်းထဲကိုပြန်ပြီးတော့ဝင်မယ် အင်နာခက်တယ်ဘယ်ဒီပဲနေပဲဖြစ်ဖြစ်စကိုင်းကိုဖျက်ကိုဖျက်မှာစကိုင်းကနေပြီးတော့ဖျက်ပြီးမှဟိုကမိုးရီတဲ့ဦးရမ်းမှာဆိုတော့အဲ့မိုးရီဘက်မှာကလည်းအိန္ဒိယလက်နက်ကိုင်ဖွဲ့စည်းရလည်းရှိတယ်အဲ့မီဆိုတွေကလည်းအဲ့ဒီယဟန်ဝိတ္တိဆိုလို့ရှိရင်အမြင်ကတဲ့ဥစ္စာတွေအရင်ကတည်းကရှိတယ်ဦးလည်းရှိတယ်ဒီဘုရားကဗမာဘုရားတပါးလျှောက်ပါတယ်ရှင်ဗျာမတော်ပါနဲ့လို့ဒေတာရက်ခံပါတယ်ဒါပေမဲ့ဖုန်းတော်ကြီးထင်မင်းတွေးနဲ့တပည့်တော်ကတွေဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ကနေမြန်မာပြည်ကိုသွားခွင့်မရတဲ့အတွက်ခရီးလမ်းကြောင်းပြောင်းပြီးထိုင်းနိုင်ငံမြောက်ပိုင်းမဲဆိုင်မြို့ကိုဘတ်စကားနဲ့ကြွားချနေပါပြီ။အဲဒီကနေတဆင့်မြန်မာပြည်ဝင်မှုကြိုးစားမယ်လို့ကနဦးသိထားရပါတယ်ခင်ဗျာ။အရာဖေဟိယန်ရောရုတ်တန့်အစီအစဉ်ကိုကြည့်ရှုနေရတာပါ။ထိုင်းနိုင်ငံမှာခုရက်ပိုင်းတွင်ရွှေပြောင်းနိုင်ငံသားတွေကိုစစ်ဆေးဖမ်းဆီးတာတွေများနေပါတယ်။ဒီလိုဖမ်းဆီးလာတာဘာကြောင့်ပါလဲ။မြန်မာနိုင်ငံသားတွေဘာတွေဆင်ခြင်သင့်တယ်လဲဆိုတာတွေကို RFA သတင်းတောက်မတ်ရင်မျိုးသူတင်ပြပါမယ်ခင်ဗျာ။ ထိုင်းရဲကျုပ်ခထရက်ဖန်ဘက်ကနိုင်ငံသားသားတွေရဲ့အပြုအမူကိုစောင့်ကြည့်စစ်ဆေးပြီးတော့အပြစ်ကျူးလွန်ရင်အရေးယူဖို့ဖေဖော်ဝါရီလ18ရက်နေ့မှာအရေးပေါ်အမိန့်ထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းထိုင်းနိုင်ငံမှာစစ်ဆေးဖမ်းဆီးမှုတွေဟာအချိန်အဟုန်နဲ့လှုပ်လာပါတယ်။နိုင်ငံတွင်းဒုစရိုက်မှုနဲ့ရာဇဝတ်မှုရော့နဲ့ကြဆင်ပပျောက်ရေးတရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့လူကုန်ကူးမှုနှိမ်နှင်းရေးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်နှိမ်နှင်းရေးစတဲ့စီမံချက်တွေနဲ့လည်းစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာပါ။ ဘလိုနေရာတွေမှာစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာပါလဲအရင်ကတော့နေဆက်ဖြတ်ကျော်ဝင်လာတဲ့သူတွေကိုဖမ်းဆီးတာနဲ့စစ်ဆေးရေးဂိတ်တွေမှာအထောက်အထားစစ်ဆေးတာတွေလောက်သာရှိခဲ့ပေမဲ့အခုတော့နေအိမ်တွေဈေးဆိုင်တွေတဲ့အထိလိုက်ပြီးတော့စစ်ဆေးနေတာပါရွှေပြောင်းနိုင်ငံသားတွေတဲကမှမြန်မာတွေအနေများတဲ့အိမ်ယာဝင်ဈေးဆိုင်စောက်လော်ရေးလုပ်ငန်းခွင်နေဈေးဝယ်စင်တာတွေနဲ့ online ဈေးရောက်တဲ့နေရာတွေမှာလည်းဖမ်းဆီးမှုတွေရှိနေတာပါ ဒီအမိတ်ထုတ်ပြန်ပြီးတော့ဖေဖော်ဝါရီလ17ရက်နေ့ကနေ24ရက်နေ့အထိတပတ်အတွင်းမှာပဲနိုင်ငံသားသား9500ကျော်ဖမ်းဆီးခံခဲ့ရပြီးတော့အဲ့ဒီအထဲမှာမြန်မာရွှေ့ပြောင်းအလုပ်သမား9000နီးပါးပါဝင်တယ်လို့ထိုင်းရဲမှုကင်းတရင် Police TV ကဖော်ပြပါဗျ။မြန်မာနိုင်ငံသားတွေဘာကြောင့်ဖမ်းဆီးခံနေရတာပါလဲ။ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနိုင်ငံသားတွေလောက်ခွင့်မရှိတဲ့အလုံ28မျိုးရှိပါတယ်။ အနှိတ်လုပ်ငန်း၊ရှေ့သဲလက်သဲ၊စပိညာစတဲ့အလှပြင်လုပ်ငန်းတွေ၊ရင်းမောင်းလုပ်ငန်း၊ဧည့်လန်းညွန်နဲ့ဘာသာပြန်လုပ်ငန်းတွေ၊ကားအင်္ဂါလုပ်ငန်း၊လက်မှုလုပ်ငန်းတွေအပါအဝင်ဈေးရောက်နာတွေကိုလည်းတားမြစ်ထားပါဗျ။အဲ့ဒီလုပ်ငန်းမှာလုပ်ကိုင်နေသူတွေနဲ့အထောက်အထားမပြနိုင်တဲ့သူတွေ၊အထောက်အထားမရှိတဲ့သူတွေဖမ်းဆီးခံရတာပါ။ဒါဆိုရင်တော့မြန်မာနိုင်ငံသားတွေအနေနဲ့ဘာတွေဆင်ကျင်သင့်ပါသလဲ။ မိမိနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ကျင့်လည်ရာပတ်ဝန်းကျင်ကိုဂရုတစိုက်နားဆွင့်ဖို့လိုအပ်တယ်လို့အထောက်အထားသေချာပြနိုင်အောင်လည်းသေချာပြင်ဆင်ထားဖို့လိုပါတယ်အလုသမားဆိုရင်လေမိမိရဲ့အလုရှင်ကြောင်းတက်နေတဲ့သူဆိုရင်လေကြောင်းတက်နေတဲ့အထောက်အထားစတာတွေယူထားရမှာဖြစ်တယ်လို့အရေးကိစ္စပေါ်ပေါက်လာရင်တော့အတိပေးဖို့အဆက်အသွယ်တွေလည်းရှိနေဖို့လိုပါတယ် ဒါအပြင်ပဝင်းကျင်ကိုအနောက်အရှက်ဖြစ်စေမဲ့အပြုတ်မှုတွေကိုလည်းဆင်ကျင်သင့်ပါတယ်။မလို့အပ်ဖဲနဲ့လူစုလူဝေးလောက်တာတွေညအချိန်မတော် အပြင်သွားတာတွေကိုလည်းဆင်ကျင်သင့်ပါတယ်။ဒီဖန်းစည်းမှုရဲ့နောက်ဆက်တွဲဆိုကြတော့ဖန်းစည်းခံရတဲ့သူတွေဟာထိုင်းမှာပြစ်ဒဏ်ကြခံပြီးရင်တော့မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာပါ။ ဒါကြောင့်ထိုင်းနိုင်ငံမှာအခုလိုအစ်စ်အစေးအဖမ်းအစီတင်းကျပ်နေတဲ့အချိန်မှာမြန်မာနိုင်ငံသားတွေအနေနဲ့မိမိခိုလုံနေရတဲ့နိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်လို့ရွှေပြောင်းအလုတ်သမားအရေးကူညီနေတဲ့သူတွေကတိုက်တွန်းပါတယ်ရှင်။ဘူးသီးတောင်မြို့နယ်မှာတငါသေးအလုတ်နဲ့အသက်မွေးနေကြတဲ့ရိုဟင်ဂျာတွေဟာအရင်ကထဲလွတ်လွတ်လပ်လပ်လှုပ်ခွန်းရနေကြပေမဲ့ကုန်စင်းနှုံကြီးမြင့်တာငါးဖန်းကရိယာတွေရှာပြီးဈေးကြီးနေတာကြောင့်လောက်ကင်စားတော့ဖို့အခက်အခဲဖြစ်နေကြပါတယ်။ ီအကြောင်းမတ်ဂျူလိုင်မျိုးတင်ပြပါမယ်ခင်ဗျာသူလူကြီးခနဲ့ဟိုစီရှာရတ်တော့ရောဒမတ်တပ်ပြီးဆိုတဲ့အာတော်ကာရှန်တီကိုရှာရဆလူဟဲရအကန်တဲ့တော့ဆက်တဲ့အခုကျွန်တော်တို့ဒီမှာအရင်တုန်းကထက်အေးချမ်းချမ်းနဲ့ငါးရှာစားတော့လို့ရတယ်အရခတ်တက်တော်ရှိတယ်အရခတ်တက်တော်ကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ထောက်ခံချက်ယူရတယ်ထောက်ခံချက်ယူပြီးရင်ကျွန်တော်တို့ကြိုက်တဲ့နေရာမှာငါးရှာဖို့အတွက်ခွင့်ပြုပေးတယ်အရင်ဗမာစစ်ကောင်စီတုန်းက ဘဲခူးမှလည်းသွားလို့မရရတိတောင်ဘက်တွေကိုသွားမယ်ဆိုရင်တောင်နေကြော်တယ်လို့ပြောတယ်ဘူဒီတောင်မြို့နယ်မေယူးမြစ်အရှိတ်ဘက်ချမ်းဝရကျွန်းဒိုးရန်ကျေးရွာမှာတငါအလုံးနဲ့အတက်မွေးဝမ်းကြောင်းပြုတ်နေတဲ့အသက်23နှစ်အရွယ်ဦးစမန်ပြောပြနေတာပါစစ်ကောင်စီလက်ထက်မှာတခြားမျိုးနယ်တဲ့သွာလာငါဖန်းခွင်ကိုကန့်သက်ပိတ်ပင်ခံခဲ့ရပြီး အခုအရခတက်တော် AA ထိန်းချုပ်ထားတဲ့အချိန်မှာတော့ လွတ်လွတ်လပ်လပ်သွားလာခွင့်ရကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီကရခိုင်ပြည်နယ်ကိုကုန်စီစီးဆင်းတဲ့ကုန်လမ်းရေလမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက်ငါးဖန်ကရိယာတွေဈေးကြီးပေးဝယ်ရတာနဲ့ပစ္စည်းရှားပါးတာတွေလို့အခက်အခဲတွေရှိနေသေးတယ်လို့ဆိုပါတယ်။ ဇာဘောဝလာကကန်ဟိုလာရတောဟောရစမီလနေဖရစ်ဘတ်တောပိုင်ချဘူခက်ခဲဖြစ်တာကကျွန်တော်တို့မှာဂျိုးရီရှာမရဘူးပြီးခဲ့တဲ့နှစ်ကငွေသတင်းရရင်ဂျိုးတပိတ်တာက9000လောက်ရှိခဲ့တယ်အခုဂျိုးတပိတ်တာ9000 8000ပေးဝယ်ရတယ်အဲ့ဒီလောက်ပေးဝယ်ရင်တောင်မှရှာမရဘူးဒီလိုနဲ့ပိုက်သမားတွေခက်ခဲဖြစ်ကြတာပေါ့ငါးဖန်ကရိယာတွေကဈေးကြည့်ပြီးပြန်ရတဲ့ဝင်ငွေကနေတာကြောင့် မိသားစုစာဝင်နေရေးအတွက်တိတ်အဆင်မပြေဘူးလို့လည်းပြောပါတယ်အာနဟာတင်းစောတင်းတော့မဘာစတယ်မယ်ဒီနမတ်ကတော့သောသောသောနာရာအဇွေလာကလကပီဂရနစ်က၄၅ရက်လောက်ပိုက်ချင်တသိန်း၂သိန်းလောက်ရခဲ့တယ်ဒီနှစ်ကတသိန်း၂၀၀၀ဝန်းကျင်လောက်ပဲရတယ်ငါးကလည်းအရနေလာတယ်ငါးရောက်လို့ရတာကတစ်တိုက်မှာ၈၀၀၀ ပြီးခဲ့တဲ့နှစ်ကတောင်တတိုက်ကိုတတောင်းလောက်နဲ့ရောင်းခဲ့ရတာဆိုတော့တခါငါးဖန်ထွက်ရင်ဆန်တိတ်တောင်မဝင်နိုင်တော့ဘူးအခက်ခဲကနောက်ထပ်လေငါးကတောင်မပေးနိုင်တော့ဘူးသူပြောတဲ့ငါးတတိုက်ဆိုတာကငါး40သားကိုဆိုလိုတာဖြစ်ပါတယ်သူတို့ငါဖမ်းတဲ့အခါဒီရေတက်တဲ့အချိန်မှာလှင်ငယ်ရီနဲ့မေယူမြစ်ကြောတလျှောက်ဒုံပိုက်လို့ခေါ်တဲ့ရေပေါ်ပိုက်ချကြပါဗါတယ်။တနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန် ဒီရေတက်တဲ့အခါမှာပိုက်ချကြတာဖြစ်ပြီးတော့တခါငါးဖန်းထွက်ရင်တပတ်လောက်ကြာတယ်လို့ဆိုပါတယ်။ဒီရေကလည်းလာစမ်းတစ်ချိန်လာစုပ်တစ်ချိန်ပဲရှိတာကြောင့်ငါးဖန်းတဲ့အလုတ်ကိုနေတိုင်းလုံနေရတာမျိုးမဟုတ်ပါဘူး။အဲ့ဒီအပြင်တခြားအလုတ်ကင်တွေလည်းရှားပါတာကြောင့်မေယူမြစ်ကိုမှီပြီးငါးဖန်းသူတွေပုံများလာတဲ့အတွက်အရင်ကထက်ငါအရနဲလာတယ်လို့လဲဆိုပါရယ်။တိမ့်တန်ကျေးရွာက အသက်40အရွယ်မော်ဂျူဦးလာကလည်း ကုံစင်းနှုံကြီးလာတဲ့ဒီအခြေအနေမှာငါးဖန်တဲ့အလုံးနဲ့ရက်တီရတာခက်ခဲနေတယ်လို့ပြောပါတယ်။ဇာလ်ဘိုင်းဇာလ်ဘိုင်းလေးရဲ့ဟမ်နော်အင်းဒီယာဒုခိရီယာပိုက်ချတယ်ပိုက်ချလို့လည်းအလုံးမဖြစ်ဒုက္ခတွေပေါ့နောက်တခြားလို့လည်းမရှိဒီအခြေအနေမှာမိသားစုဝင်ရင်းလည်းမလဲပတ်နိုင်ကွန်ပစီတွေကလည်းဈေးတက်တယ်တခြားလို့လည်းလုပ်စရာမရှိဆိုတော့ကျွန်တော်တို့ပိုက်ချတာကလွယ်လို့မလုပ်ရမှာလဲဥစမန်နဲ့မော်ဂျူဦးလာတို့လိုပဲ ဝရဂျွန်ဒိုဒန်ကျေးရွာကတငါတဲ့တူဖြစ်တဲ့အသက်26နှစ်အရွယ်အဒူယွန်မန်ကလည်းတခြားလူတွေလိုပဲဒီအလုံးနဲ့မိသားစုဝမ်းရေးမဖူလုံဘူးလို့ပြောပါတယ်ရှင်ဘာကင်တူပါလေဟိုင်းနော်ဘာလေမန်တူဒါတာဂရီရလေဂျေရာဟာဒီတမီးကဒီကရရင်စားရတယ်မရရင်တမျိုးရည်စီကချင်းကားပြီးတော့စားရတယ်အရင်တုန်းကပိုက်ပံငါးကကြတယ်နည်းနည်းပါးပါးအဆင်ပြေတယ်အခုငါးကြရင်လဲငါးကဈေးမရဘူးအရင်ကနှစ်သိန်းသုံးသိန်းလောက်ရတယ်အခုတသိန်းတော့မရတော့ဘူး မိသားစုလည်းပတ်ဖို့အခက်အခဲဖြစ်တယ်ဆိုတော့ဘယ်လိုလုပ်အောင်လဲပိုက်တလက်ရှိတာနဲ့ရှာစားနေရတာပေါ့ဒီတစ်ပတ်အတွက် RFA ဟိရန်အောင်ရုပ်တံအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေဒီအစီအစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့နေ့လယ်3နာရီခွဲကနေ4နာရီထိထိုင်းကွန်ဆက်တော်ရေးဂျိုရူးကနေဖမ်းယူကြည့်ရှုနိုင်တယ်လို့ RFA YouTube နဲ့ Facebook စာမျက်နှာတွေမှာလည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ထုတ်လွှင့်နေပါတယ် RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားတွေအားလုံးဘေးအန္တရာယ်ပေါင်းကနေကင်းဝေးကြပါစေခင်ဗျာ thank you